ကိုစော်ဖုံးဟင်းဟိုဖမ်းသွားတာမလွတ်သေးဘူးပေါ့နော်။ဘာမှမလဲလေကျမတို့လည်းမသိရဘူးကွာ။ အဲ့လိုမျိုးတွေဘာတွေလဲမသိဘူး905နဲ့66ကကြီးရတော့အမတ်ခံရတယ်လို့ပြောပြီးနေအခုချိန်ဒီမလို့သေးဘူးပေါ့နော်အခုဆိုရင်19ရက်ကျော်ပြီပေါ့အခုနောက်ထပ်စိမ့်စိမ့်တောက်တွေကဘသူ့ကိုဖမ်းမှုပြောနေတယ်မှတ်လဲမပုတုလေးကိုဖမ်းမှုလုပ်နေပြန်အာချောင်းနေပေါ့အဲလူကြီးကိုထမိန်ထုတ်ပို့မယ်လို့ဟိုကျမပြောတာကွာသူ့ဘာသူဘာပဲလှုပ်လှုပ်ဘယ်အချိန်တုန်းကဘာပဲလှုပ်ခက်ခက်ဒီလောကတွေဘလို့ပဲဝင်ဝင်အမျိုးသားကြီးမဟုတ်ဟုတ်အမျိုးသားကြီးဟုတ်ဟုတ်ဘလို့ပဲဝင်ဝင်အခုချိန်မှာမျက်နှာကြီးပြပြီးတော့လေဟိုတတိရှိရှိပေါ့နော်ဝေ ဖန်ရဲတွေလိုအပ်တယ်လေတက်မအိုးပါနိုင်ငံမှာအဲ့လိုလူတွေလိုအပ်သေးတယ်လေရှင်တို့ဘာဖြစ်နေကြရှင်တို့ပြီးလိုက်ပုံတွေကိုချိလိုက်ပေါ့အသက်ကြီးကြီးတွေကွာအမျိုးသားရေးသမားလို့ပြောတယ်အသက်ကြီးကြီးတွေကွာအဲ့တော့ တမပြောတာကွာ तू ကနိုင်ငံအတွက် တကယ်လှုပ်လှုပ်ပေးနေတယ်။ဟောတရင်អော်နေတယ်မဟုတ်ဘူးတချို့တွေဆိုရင် तू ကပြောလိုက်တဲ့နိုင်ငံရေးတုံးတက်ချက်ကလေးတွေဘာလေးတွေဆိုရင်တချို့တွေမသိဘူး။ကျမတို့နိုင်ငံမှာတော်တော်များများနိုင်ငံရေးကိုနားမလဲကြောက်တိလဲနေကြောက်အမျိုးသားရေးဆိုလဲဘာလုပ်တယ်အေးအလံကာကြီးချက်သွားအမျိုးသားရေးထင်ကြတာအကုန်လုံးကဟိုသူများဘာသာကိုတိုက်ခိုက်တာအမျိုးသားရေးလို့ထင်ကြတာတော်တော်များများပဲလေ။အဲ့တော့ခါကျ तू ရဲ့အခြေအနေအကြောင်းတရားလေးဒါမျိုးလုပ်ရင်ဒီမျိုးလုပ်ရမယ်ဒီလိုလေးရှိတယ်နိုင်ငံရေးတုံးတက်ချက်လေးတွေတို့ဘာလေးတွေသူတို့အသက်ရွယ်နဲ့ကောင်းလေလေဗျာ။အဲ့တော့ ခွင့်လို့ပေးလို့မရဘူးလားကိုကျမလေးမြင်နေတာကွာစိတ်ဆင်းရဲကြည်ရတာအဆင်မပြေဘူးဟိုကျမတို့ဆိုကျမဆိုရင်ကွာမြစ်တာထားတယ်ကျမကလားယုံနေဟုတ်တယ်ဒါပေမဲ့ကျမဗမာပြည်အရင်ချစ်တယ်မြစ်တာအရင်ထားတယ်ကျမပြောတယ်ကွာသူပဲအချိန်မှာဗာပဲလောက်ခွဲခွဲနောက်ဆုံးပိတ်နောက်ဆုံးပိတ်ပြောတာနောက်ဆုံးပိတ်ဘလို့နင်းနဲ့ဝင်လာလာအေးအခုချိန်မှာတိုင်းပြည်တွေတကယ်လုံးလုံးနေရှာတယ်လေတကယ်လုံးရှာတယ်လေဘလို့ပဲဖြစ်ဖြစ် YouTube မှာပြောပြော TikTok မှာပြောဘလို့ပဲပြောအားချောင်းနေပဲပြောပြောကျမတို့တွေသူတို့တွေသူတို့တွေပေါ့ကျမကတော့အခုတိတ်မရှိဘူးဆိုတော့သူတို့တွေဆိုရင် PDF ကအကြိမ်ကြိမ်တက်ဖို့ကြိုးစားခံနေရတဲ့လူတွေလေအဲ့လိုတခုနေရင်ကြည်လိုက်ရင်ကိုကွာတိုင်းပြည်တွေအလုပ်လုပ်လားမလုပ်လားသိနေတာပဲ။ဟိုဦးလေးတို့အတော်တို့တွေကအမျိုးသားရေးသမားဆိုပြီးအသက်ကြီးကြီးတွေ။အဲ့တော့နားလည်းခွင့်လို့ပြီးလို့မရဘူးလား။မရဘူးပေါ့။ထောင်ကြမှာကြီးနေကြမှာလား။ကိုစပုံးရင်းတော့မထွက်ရသေးဘူး။မပုတူကိုလုံနေပြန်ပြီးတော့တင်းနေပြန်ပြီးစိမ့်စိမ့်တောက်တွေက။အော်တယ်အော်တယ်ပမာတွေပမာတွေရမ်းအော်တယ်အမျိုးသားရေးသမားဆိုတဲ့လူတွေပေါ့အများစုပါပဲ။အမျိုးသားရေးကိုတုံးချတာပေါ့အဓိကက။အားလုံးပဲမင်္ဂလာပါ။ ဒီကမနေ့မှာတော့စစ်တပ်ထောက်ခံသူဇော်ဖုံးဟိန်းစစ်တပ်ကဖမ်းဆီးထားပြီးတရားဝင် ထုတ်ပြန်ချက်မကြားရသေးပေမဲ့မပူတုကိုထပ်မံဖမ်းဆီးဖို့ပြင်ဆင်နေပြီလို့တပ်ထောက်ခံသူတွေကတုံ့တက်ပြောပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာ ုဆုံးမှုဟိန်ကျန်တဲ့အဖြစ်တွေဘာတွေရှိလဲတော့ကျွန်မမသိရပါဘူးရှင်နော်မသိရပါဘူးသူ line ပေါ်မှာတမတော်ယူဆဲဆိုတာအသားကိုဆဲဆိုတာလေးတော့ရှိပါရှင်အလားလေးတော့ရှင်တစ်ချိန်တခါတော့ခွင့်လို့ခွင့်လို့ပေးစေတယ်ရှင်ခွင့်လို့ပေးစေတယ်ဈေးချိန်နဲ့ဆင်ရှင်နော်ဟိုထောင်ကြအောင်လောက်အထီတော့မလုပ်ပါနဲ့ရှင်ကျွန်မမိသားရက်ခံပါနဲ့ရှင်အထက်လူကြီးမိညာရှင်နော်ကျန်တဲ့ကိစ္စရောဗာကိစ္စရှိတယ်မသိဘူးကိစ္စတွေရှိတယ်ဆိုတော့ तू ဥပဒေနဲ့မကင်းနဲ့ဟိုဘလို့လဲဟိုကြားရတဲ့တရင်တွေရောဒီ లై စင်မဲ့တွေဘာကြီးတုံးနေဆိုတော့ဒီကိစ္စတော့ဟို ထောင်ကြဖို့အထူးရမလုပ်ပါနဲ့နော်။ထောင်ကြတဲ့အထူးတော့မလုပ်ပါဒီဟာတွေကတကင်းနေရာမှာလေဒီလိုင်စင်တဲ့တွေကဒီပန်းတွေကရှိရပါတယ်သူတို့လည်းဒီအများလို့ပေါ့နော်။အများလို့ပဲဒီဖမ်းပြီးပစ်စီတွေတော့ပစ်စီတွေပိတ်နေအဆင့်တော့ပဲနော်ဒီအထိတော့ပဲ လောက်ပါလို့ကျွန်မမြစ်တာရက်ခံပါရှင်။အောင်ကြတဲ့အထိတော့ထောင်ထဲထည့်တာတို့ဟိုနှစ်နှစ်ထည့်တာတို့သုံးနှစ်ထည့်တဲ့အထိစင်တော့မလောက်ပါလို့ရှင်။အထက်လူကြီးများရှင်။နော်အထက်လူကြီးများပြင်ဇော်ဘိုးဟင်္ကာသူမူးတဲ့အခါကျရင်ဒီလိုမျိုးပြောဆိုတာတွေရှိတာတော့တိတ်တခါတော့ခွင့်လို့ပေးစေချင်ရှင်။သူကမိသားစုတွေလည်းအများကြီးကြည့်ပါရဲ့နော်။ဂျန်နဲ့မိသားစုတွေဒုက္ခရောက်နေတဲ့သူတွေတက်ထရာရဲမေတွေဘာတွေစစ်တီတွေလည်းသူထောက်ကူတွေအများကြီးခဲ့ပါရဲ့။ဒါပေမဲ့တစ်ဖက်မှာဟိုမနာလိုစိတ်ရှိတဲ့သူတွေကသူ့ကိုမနာလိုသူ့ကိုထောက်ခံတဲ့လူကတပုံးသူ့ကိုမနာလိုတဲ့လူကတပုံးကြည့်ပါပါ။ပြောရမယ့်သူ့ထက်တာမနာလိုပေါ့နော်။ဒါတွေကလည်းအများကြီးရှိပါ။အဲ့ဒါလို့ဆိုအခုတက်မတော်ကြီးကိုပုံရိပ်ရေကြဆင်းအောင်လုပ်နေ ကြပြီအခုဒီပြောနေကြပြီလည်းလက်ထက်ကတော့ဘယ်လိုပိတ်ဆံထောက်ပြရလဲအသားလက်ထက်မှာပိတ်ဆံလေး၃တောင်းထက်ရ၅တောင်းထက်ရတသိန်းထက်ရတသိန်း၈တောင်းထက်ရဒီကိစ္စတွေကတတ်မတော့ပုံရိပ်ကြီးအများကြီးကြဆင်းပါအရှင်ကြီးအာမကိုကျော်ဘိုးဟင်းကိုတောင်းမှတခုမျိုးဖမ်းလိုက်ရဒီဒီကိစ္စတွေကိုလည်း အဲ့လိုဒီနေ့ညအရေးယူတင်တယ်လို့ကျွန်မတို့ထင်ပါတယ်ရှင့်နော်အရေးယူတင်ပါပြီရှင့်တချို့တွေတည်တူတွေလည်းတခါအရန်ရောက်နေတည်တူတွေရှိပါတယ်နော်တည်တူတွေရှိပါတယ်အခုကိစ္စတွေကကြတော့တည်တူတွေကိုငှဲ့ညာတာမဟုတ်ဘူးတည်တူတွေကိုခေါင်းပုံဖြတ်စားနေတဲ့ကိစ္စတွေပါနော်တည်တူတွေကိုခေါင်းပုံဖြတ်စားနေတဲ့ကိစ္စတွေအများဆုံးတောင်းထည့်ဖို့သိချင်ပါလိမ့်ရှင့်နော်ဆောင်းဟေးကိုတော့မှအခုလိုမျိုးအရေးယူနိုင်လေးဒါဒီတည်တူအပေါ်မှာခေါင်းပုံဖြတ်စားနေရတည်တူတွေတော်တော်ဒုက္ခရောက်နေများပါပြီကျွန်မဥပမာကျွန်မအလို့ထဲမှာဥက္ကဋ္ဌရှိနေဆိုရင်ကျွန်မပြောပါမယ်ဒါပြောလေကျွန်မအလို့ထဲမှာဥက္ကဋ္ဌပါမယ်ဆိုရင်လည်းတယောက်သေးပါရမရပါမယ်ဆိုရင်တယောက်လည်းဖြစ်တည်အတွက် ဲ့ကျန်တဲ့လူတွေကဒုက္ခရောက်နေကျန်တဲ့လူတွေကပေးကမ်းနေရတာနော်အာ၃တယောက်ရှိရင်၃တောင်းတယောက်ရှိရင်၆တောင်းဆိုတာဒါမှဖြစ်တဲ့ကိစ္စတွေပါကျွန်မဖြစ်စဉ်ခင်ကကိုအလဲကြကိုလေးနဲ့ဆက်နေကြတယ်ကျွန်မတမဲကြတာကတမတမဲလုံးဝမကြတဲ့ကိစ္စတွေလုပ်နေတာနော်ကျွန်တော်ကလည်းတမတော်ပုံလေးကြာစင်းနေပါဘူးတမတော်ကိုပေးရဆိုတာအတန်ရရတယ်အမျိုးမျိုးဖွက်နေပါရှင့် တရင်ရက်တရလိုင်းမမတက်နိုင်ပါဘူးလို့ကျောက်ဒရစခန်းကိုရိခါသွားပို့နေလို့ပါလို့နော်ကျောက်ဒရစခန်းဘူကုန်းတို့ထမ်းမင်ကုန်းတို့လည်းရောက်ခဲ့တယ်ထမ်းမင်ကုန်းကိုတော့ PDF တွေကပြန်လာတိုက်တယ်ခုတနေ့ကကျွန်တော်တို့သိမ်းမိတာစခန်းပေါ့နော်ထမ်းမင်ကုန်းခုံကြီးကြောင်းတို့ပြန်လာတိုက်တယ်တိုက်တဲ့ခါကျကို့ဘက်ကတယောက်ကြတယ်ပြည်သူစစ်တယောက်ကြတယ်ကြပြီမဲ့သူတို့ဘက်ကလူယာချီကြတယ်လူယာချီကြတယ်ကို့ဟိုကလူယာချီကြတယ်သူတို့အလောင်းတွေသူတို့ပိုက်ပြီးတော့ပြန်ပြေးကုန်ကြပြီခုတော့အခုတော့ပြန်ပြေးကုန်ကြပြီဟိုသူတို့တေးလာတနာတော့တနာပါလေကို့မြန်မာနိုင်ငံသားချင်းချင်းမလို့စိတ်တော်မကောင်းဘူးဒါပေမဲ့သူတို့ကတနာရမယ်အစင်တန်းတွေမှာသူတို့မပါတော့ဘူးသိရမလား ဘယ်လိုဖြစ်လို့အုံနောက်မရှိလောက်တော့လာလိုက်တယ်သူတို့ကြည့်ပေပြီးသူတို့ကြည့်ပဲသူတို့လောင်းသူတို့ပိုက်ပြီးကြေးရတယ်ပေါ့အဲ့ဒါကိုလေသူတို့အမြင်မမြင်ရသေးဘူးနော်နောက်တစ်ခုကပလဲမြုံနဲ့ကန်တော့ရဲစခန်းတိုက်ပွဲကလေစနေရတတိကြာသွားတဲ့အခါကျတော့စနေရတတိကြာခဲ့တယ်နော်အဲ့တိုက်ပွဲအတော်တွင်းမှာလေစခန်းအတော်တွင်းမှာရှိတဲ့လုံလုံရေးစစ်သည်ပတ်သက်စရဲတယောက်မှမကြခဲ့ဘူးနော်အဲ့ဒါတယောက်မှကြာဆုံးခြင်းမရှိခဲ့ဘူးထိခိုက်ခြင်းလည်းမရှိခဲ့ဘူးနော်အချိန်ကြာလာတဲ့အမြခဲရနဲ့လက်နဲ့ရေးတွေပါရိတ်ခါတွေပြတ်သွားတဲ့တည်းမှာခဏနောက်ဆုတ်ပေးလိုက်တယ်ဒါပေမဲ့အခု20ရက်နေ့မှပြန်ပြီးတော့ ိုတက်မလို့စစ်ကူစစ်ကြောင်းကနေပြန်ပြီးတော့တိမ့်မတ်ရရှိခဲ့တယ်။ဟိုစခန်းအဖွဲ့ရဲ့စနေရက်တိုင်းရွရွချွညွတိုက်ခက်တိုက်ခိုက်နေတဲ့ဂျားကနေပြီးတော့အဲ့ဒီ BBL ကအရာရှိငယ်ကြော်ကြီးတယ်တိလားအဲ့ရ PDF ခေါင်းဆောင်နေမှာပေါ့အဲ့ကန်တော့ရဲစခန်းတက်ဖွဲ့ဝင်တွေဟိုဥစ္စာလက်နဲ့ချဖို့ဆိုပြီးအော်အော်နေတာအာဟိုကလက်နဲ့မချဘဲပြန်ပြစ်လိုက်တဲ့ခါကျခေါင်းမှန်ပြီးတော့ပွက်ချင်းပြီးဆုံးသွားတယ်တဲ့နော်အဲ့သူတို့မှာជីကုံလူကုံနဲ့ជីလက်ကုံလူလက်ကုံစခန်းလည်းမရတဲ့ပလဲပဒက် သူရဲ့အဖြစ်ကတော့နော်ဇက်ထဲလိုက်ပါရဲဆိုမှလေနှိုင်းနေမလို့ရောရဲဆိုတဲ့ပုံစံမျိုးနဲ့ငိုကြီးချက်မှနဲ့ဖြစ်နေတယ်တဲ့နော်နောက်တစ်ခုကခုတ်ခုချမ်းသာကြီးကြေးရမှနီးမှရှိတယ်အကျမ်းပဲပြည်စခန်းဝင်ရောက်စီးနေပြီးတော့တုတ်တင်ပြီးတိတ်မက်ခဲ့ပါပြီလို့နော်သူတို့ကြိုးတုတ်ပြီးပြန်ပြီးဆွဲသွားတယ်ပြန်ပြီးဆွဲဖမ်းသိသွားတယ်ကြောက်ဆဲမှတူကိုလည်းပြန်လဲကဲကဲထုတ်နိုင်ခဲ့ပါတယ်လို့နော်နောက်ပြီးကြတော့နောက်တစ်စင်းတစ်ခုကမုံဝါထောင်းမှာလက်သုံးတောင်းနေများရယ်လေ အဲသူလက်သုံးချောင်းအင်အားအများဆုံးဆိုစစ်စည်းတွေတက်မအားတွေကငိန်ကုတ်ပြီးတော့သူတို့နေရတာအနည်းရထောင်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 နဲ့အိမ်မုံကထောင်ထောင်မှာအခုဝင်မုန်းတောင်ကိုအိုးဖို့ဝင်မုန်းတိုင်ကိုအိုးဖို့ထောင်ကိုပြောင်းလိုက်တာမလေးအိုးဖို့ထောင်ကတော့ရှင်မှာပဲသူကမုံရထောင်ကလို့ထင်ပြီးလက်တိလက်မောင်းနေထတန်းတာအဲ့ဒီမှာမျက်နှာမျက်နှာဘွားဝက်ချမှုလေးတောင်မျက်စရာနေရမလို့တော့အောင်သူ့အလိုလိုအဆန်တွေထွက်သွားအောင်လို့သုံးမပေးလိုက်တာအခုတော့သူအရန်လိမ်မာသွားပြီတဲ့ကောင်းလေးတော်တော်ပိုးကျိုးသွားပြီတဲ့အဲ့တော့ကျေးဇူးတင်ပါတယ်အိုးဖို့အိုးဖို့ရေးလို့ပြည်ရမှာအခုတလောစင်ကူးမေရီယာမြင်းညာကော်ပိုရိတ်ကြောက်ဖြူတန်ရဲမိုးပြဲဗမော်ပလဲရင်းမာပြီနေမှာ မြို့တွေမှာတိုက်ပွဲတွေဖြစ်နေပါတယ်လို့နော်အဲ့တိုက်ပွဲတွေဖြစ်နေတာဟိုဖြစ်နေတဲ့မှာတန်လွဲလေစိတ်ကိုတင်းနေမှာဆိုတော့အေးအေးတို့အကြမ်းဖက်တွေမေးနေတာမင်းတို့လေမောင်းတက်လို့လားတင်းမောင်းမောင်းတက်လို့လားကိုယ့်ဘာကိုယ်တော်မှာရှူရှဲစားပြီးစိတ်ကြီးဝင်နေတာကိုယ့်အဆင်ကိုယ်မသိဘူးတည်ရမလားဟိုကတင်းနေတာတင်းနေတယ်နော်နောက်တစ်ခုကမေရီယာအရှိချမ်းထမ်းမင်ကို၁၉ရက်နေ့မနေ့ကမေရီယာအရှိချမ်းထမ်းမင်ကိုဖုန်းကြောင်းလာတင်းနေဗရက်ဒီဘလို့ဘွားရကလည်းပြောပြမယ်တည်လားနော်ဒီနေ့၂၂ရက်နေ့မနေ့ဟိုက၆နိုင်လောက်ကနေပြီးတော့ဝိုင်တွဲရနေပြီးတော့လေဟိုကလေနဲ့၅ချိန်ဘုံဒီ၄၆လုံး၅ရေးထားတာနော် ကျဲသွားတာနောက်ပြီးတော့လမိုင်းကိုလေနဲ့နှစ်ကြိမ်ဘုံသီးငါးလုံးကျဲသွားတာအဲ့ဒါဘလူဘွားရောက်သွားလဲဆိုတော့လေပေါ်ထော်လာကြီးရဲ့နဲ့လောင်းတွေတင်ပြီးပြေးကြတာပြေးကြတာပြေးလာနောက်ပြီးတော့ဥဒ္ဒါတူပြက်ဖွာလန်ဆက်ငင်းဟိုဟာဒီရွယ်ဆောင်တွေကိုတင်သွားတာထော်လာကြီးရဲ့နဲ့နှစ်စီးသုံးစီးလိုက်အဲ့လိုမျိုးတင်သွားတာနော်အဲ့ဒါချမ်းကွာကိုအေးဆဲဆဲမနေဘူးလေချမ်းခုံလာတဲ့နွားအမဲသားဖြစ်တယ်ဆိုတာနင်တို့နော်သူကနေတဲ့စခန်းကိုသွားသွားလာလာသွားတာလေပြည့်မလားနောက်လည်းမလာနဲ့တော့လာလည်းမနောက်နဲ့တော့သိတယ်လားမလား နော်စစ်တပ်ကပြေးကန်တော့ကြာတော့ပထွေးဆန်နေဆိုပြီးတော့ကျွန်တော်ဂရုတစ်ခါမှအော်နေကြတာလေလင်းကြီးနဲ့ဘယ်နဲ့ချိန်ကြာသွားပါလဲဘုံဒီဘယ်နှလုံးချက်အားသွားပါလဲနော်ဘလို့ဟိုလာလောက်ပါလဲဆိုစစ်ဟိုလင်းရင်ရှိပါလေဆိုပြီးတော့ကဘာပေါင်းကြော်ညာထားတဲ့စစ်တပ်ကိုကျွန်တော်လာလာဆွားလင်းနဲ့ကျဲတယ်လင်းနဲ့ကျဲတယ်လေကျွန်တော်ကပြောနေသေးတယ်မနိုင်ဆရမတိုက်နဲ့လေသိရမလားလင်းရင်ရှိပါဆိုလင်းနဲ့မပြေလို့ဘာနဲ့ပြေရမှာလဲလို့နော်နောက်ကဇွန်လနဲ့စက်တရက်နေ့စကိုင်းမင်းကုန်းနေရာချောင်းမကြီးပါဦးလေဝိုင်းတွဲကတောင်ဝင်ကြီးခဲ့တယ်တဲ့နော်ပြောစင်ကုန်းလို့လည်းလက်ပတ်လာရောလေးုံလေးအစာကောက်လိုက်တဲ့အတွက်ဗဒက်တွေလေးအုံလိုက်ကျင်းလိုက်ဆွေးတော့မျိုးတော်တွေအားလုံးအေးချမ်းပြီးဖြစ်သွားပါလေတဲ့နော်ဒီနေ့၂၂ရက်နေ့နောက်တရင်တစ်ခုကျတော့ ဒီနေ့20ရက်နေ့မှာမြောက်ဦးအဖွဲ20ဦးကတရက်မျိုးသတင်းပို့တယ်အဲ့ပေါ်ပြီးတော့ဟိုဟာဖားစီကစစ်တုံးမှာပထမ30ဒုတိယ35ဘောင်း65ရောက်လာချိုရမခောက်ပြန်ရောက်ပါပြီရမခောက်အဖွဲပေါ့နော်နောက်မွေးတော်မောင်တို့ဘက်ကအရာရှိ9ရောက်68 48ရောက်ထပ်ပြီးလွတ်လာပါတယ်တဲ့နော်နောက်ပြီးတော့ကျောင်းတော်အဖွဲအဖွဲစောဘက်ကရွာလေးတွေမှာညိုင်နားကြပါတယ်တဲ့နော်နားခခလေးတမန်သားလန်လူတော်လက်လက်ချအဲ့အဖွဲတွေလည်းပါပါတယ်တဲ့အဲ့အဖွဲတွေကတော့ပြန်ရောက်လဲဆက်သွယ်လို့ရမယ်မထင်သေးပါဘူးသူတို့စစ်စစ်မင်းများအောင်ပါလေစစ်စစ်မင်းများမှာပြည့်ဝင်ခိုင်းပြီးမှာပဲအပြစ်တွေပိုင်းဟွာလို့ပြီးမှာဒီတောင်းနဲ့ဆက်သွယ်မယ်ထင်တယ်ပြီးတော့ရဲလာဘကအောက်ခွန်လူကြီး30ကျော်ထပ်လာပါလိမ့်မယ်တဲ့နော် လမ်းတစ်ဝက်မှာရောက်နေပါပြီတဲ့စစ်တပ်ကလမ်းတွေပိတ်ထားတဲ့ခါကျတော့ရောစောဘနဲ့တချို့က Emperor Landmark ကနေတော့ဝင်လာပါတယ်တဲ့မိုးရွံကာလခရီးအခြေအနေတောင်းနေပြိုလမ်းတွေပြတ်နေခက်ခဲပါတယ်တဲ့ပြန်လာနေသူတို့ဆက်သွားလိုက်မယ်တဲ့လမ်းချင်းခရီးအခြေအနေရဲ့ bread ဆိုးမှုနဲ့နေနေဖြစ်တာကြောင့်ဟို black ခရီးအခြေအနေရဲ့ bread ဆိုးမှုနဲ့နေနေဖြစ်တာကြောင့်မလို့ Anya King ဘေးကင်းနဲ့ပြန်လာနိုင်အောင်ဝိုင်းပြီးတော့ဆူတောင်းပေးကြပါအောင်လို့ကောင်းတဲ့စစ်သားတချို့ကိုလည်းပြောမယ်နော်ဘာလို့ပြောမလဲဆိုတော့ကြာကြာကြီးတွေသုံးမာတာတွေကမင်းတို့အတွက်မသေးသေးကြွေးတယ်ဆိုတာမင်းတို့ရဲ့ဘဝတစ်ပတ်လုံးမှာ မင်းတို့မှတ်ထားအောင်ဘာလို့လဲဆိုဆရာဆရာကြီးအသိစိတ်နေရာလေးမင်းတို့အောက်ခြေရနေပြီးလိုက်ပြီးတော့တုံတင်ဆုံးရမှာတာသူတို့ရိုက်တဲ့သွေးထွက်ခြင်းကမင်းတို့အတွက်အသက်မတည်ရေးအတွက်မင်းတို့ဆုံးမှာတာဖြစ်တယ်နော်ဒါတို့ကတော့အဲ့လိုပဲခံယူရတယ်ငါတို့ကစိတ်သားစိတ်သက်ပဲနော်ဘာလို့လဲဆိုတော့ဆရာဆရာကြီးတွေရဲ့အပေါ်မှာဘယ်တော့မှမညုံညင်တော့ဘာလို့လဲဆိုတော့အဲ့ဒီလူမျိုးငါတို့သူတို့ရိုက်တာကိုခံနိုင်တယ်ဒါပေမဲ့မင်းတို့တတ်တာကိုမခံနိုင်ဘူး တများကတတ်တာမခံနိုင်ဘူးကွာငါတို့ဆရာဆရာကြီးညှိဆုံးမတာပဲငါတို့လက်ခံမယ်နော်အဲ့ဒီတော့အကုန်လုံးဒီကျမ်းပါသည်ပြောပြပါသည်နော်နေ့ရက်တိုင်းမှာအောင်ကိုယ်ပဲကြည့်တော့နော်ရအကုန်လုံးအဆင်ပြေပါကြီးဒီရာဝီတိုင်းမှာလည်းအရာရာအကုန်လုံးကလည်းဟိုစစ်တပ်ရဲ့ဗမုကူညီမှုနဲ့အကုန်လုံးလည်းအဆင်ပြေပါတယ်ရာဝီတိုင်းရောမွန်ပြည်နယ်ကရင်ပြည်နယ်အကုန်လုံးတော့ရခိုင်ပြည်နယ်အကုန်လုံးကနေမြေရှင်းလင်းနေလုံနေတဲ့အတွက်ကြောင့်မလို့အကုန်လုံးကအပြင်မှာပဲထွက်နေကြတဲ့စစ်သားတွေအများစုပါတော့နော် အဲ့ဒါကြောင့်မလို့အကုန်လုံးနိုင်ငံရောက်အဆင်ပြေပါတယ်လို့ကိုကနမေရှင်းလင်းရေးပဲเนาะကြားချုံကဘာမှတော့မရှိပါဘူးစစ်သားတွေအကုန်လုံးအဆင်ပြေပါတယ်အောင်မြင်ပါတယ်နေတိုင်းလည်းအောင်မြင်ပါတယ် okay မာလီအကုန်လုံးအဆင်ပြေတယ်အကုန်လုံးအဆင်ပြေတယ်ဒါနိုင်ငံရေးရဆိုလို့ရှိရင်တော့ fighting 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 ဘာမှမဖြစ်ဘူးအကုန်လုံးအဆင်ပြေတယ်ခွေးတို့လည်းလမ်းငင်းသွားဗာညာသွားလာတာเนาะတနက်ကရေသွားလာတယ်သူကအကုန်လုံးသိပါတယ်เนาะအကုန်လုံးကျေးဇူးတင်ပါတယ် မေးပြီးတဲ့အတွက်လေဟိုပြောမှဆိုလို့ရှိရင်တော့ဗာငါတို့စစ်သားတော့အကုန်လုံးငါပြောပြရမယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ဒီတော့တစ်ချိန်တော့ KG တက်တာနဲ့တူတယ်သင်တန်းကျောင်းရနော် KG ကျောင်းသားတွေနဲ့တူတယ်ကွာမင်းတို့စာတင်ပြီးခဲ့တယ်မင်းတို့လေ့ကျင့်ပြီးခဲ့တယ်အခုစစ်သားကြီးဖြစ်လာပြီပေါ့နော်ဘိုးချိန်ကိုရဲ့နေကြီးအလိုက်ထိုင်နေရတဲ့အချိန်မှာဆရာကြီးဒီဆုံးမတာတွေမင်းတို့လက်ခံရမယ်ကွာ ။ဘာဖြစ်လို့လဲဆိုတော့မင်းတို့ရဲ့အသက်ဒီမပေးဆက်ရရေးရ။ဆရာကြီးတွေကမင်းတို့နီးကပ်ဆုံးမနော်။ပြောမဲ့သူဆိုတော့သူတို့တွေပဲရှိရပါ။ငါပြောတာဟုတ်မဟုတ်မင်းတို့စဉ်းစားကြည့်ပါဗျ။မင်းတို့သူတို့တစ်ချက်ရိုက်တဲ့တစ်ချက်ကမင်းတို့ရန်သူရဲ့ကြည်တောင်းနဲ့တန်မှုရှိတယ်။သူတို့တစ်ချက်ရိုက်တိုင်းငါဟာရန်သူနဲ့ကြည်တောင်းလွဲသွားပြီမင်းတို့နော်။အဲ့ဒီစိတ်ဓာတ်လေးတွေထားပြီးပါနောက်ပြီးတော့လဲ ရာဆရာကြီးတွေဆိုတာလေအတွေ့အကြုံကအများကြီးပဲအဲ့တော့မင်းတို့တွေကိုမင်းတို့အဖေမေတွေလာမဆုံးမတဲ့နေရာမျိုးလာမဆုံးမနိုင်တဲ့နေရာမျိုးမှာမင်းတို့ရှိနေတဲ့အတွက်ကြောင့်ဆရာဆရာကြီးတွေရဲ့စကားကိုမင်းတို့နားထောင်ပြီးပါနောက်ပြီးတော့လည်းနော်ကိုယ့်အဖေမေတွေလာမဆုံးမနိုင်တဲ့နေရာမှာဆရာကြီးဆရာကြီးဆရာကြီးညာဆရာဆရာကြီးရဲ့တရားပေါ့နော်မင်းတို့တွေကိုဆုံးမပေးတယ်ကွာအဲ့တော့မင်းတို့ကကျင်တာမင်းတို့ဆုံးမတယ်ဆိုတာလေမင်းတို့အသက်တွေမပေးဆက်ရရင်မင်းတို့ဘဝကြီး မတုံးရေးကိုသူတို့တရသူတို့ရိုက်လို့ရှင်သွေးထက်တန်ယူပဲဖြစ်မှာဟိုကပြင်ကြည်တောင်နဲ့နဲ့မင်းတို့သေးသေးနိုင်တဲ့အထိဖြစ်တယ်ကွာအဲ့ဒီတော့ငါတော့ခံယူချက်ကောင်းတယ်ကြောက်တကားမြို့နယ်ဖះကြီးကုန်းကြေးရွာစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုစစ်သားလေးဦးတည်ဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိပဲခူးတိုင်းကြောက်တကားမြို့နယ်ဖះကြီးကုန်းကြေးရွာတွင်အထိုင်ချတဆွဲထားသောအကြမ်းဖက်စစ်တပ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်သားလေးဦးတည်ဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိကြောင်း ပကူးခရိုင်အမှတ်2တက်ရင်နှစ်3800နှစ်မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည့်ယမန်နေ့ဇွန်လ25ရက်နေ့နနက်တနားီခန့်အချိန်ကြောက်တကားမြို့နယ်ဖျားကြီးကုန်းကြီးရွာတွင်အင်အား40ခန့်ဖြင့်အထိုင်ချက်တဆွဲထားသောအကြမ်းဖက်စစ်တပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3800နှစ်တက်ရင်နှင့် KNAA တည်ရင်ကိုပူပေါင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထို့သို့တိုက်ခိုက်ခဲ့ရာတွင်နနက်တနာရီ40မိနစ်အချိန်စခန်းကို အပိတက်တိုက်ခိုက်ချေမှုနိုင်ခဲ့ကြောင်းသိရှိရသည်စခန်းသိမ်းတိုက်ပွဲအတွင်အကြမ်းဖက်စစ်သား၄ဦးတေဆုံးခဲ့ပြီး၂ဦးကို အရှင်ဖမ်းဆီးရရှိကြောင်းကျန်ရှိသောအကျန်းဖက်စစ်ကောင်စီတပ်သားများမှစခန်းဆုံးခွာထွက်ပြေးသွားခဲ့သည့်အတွက်လက်နက်ခဲယမ်းများနှင့် အခြားစစ်တုံးပစ္စည်းများအားတင်စေရရှိခဲ့ကြောင်းသိရှိရသည်အရှင်ဖမ်းမိတဲ့သူနှစ်ဦးကိုလိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေလုပ်နေပါတယ်ပြီးမှကျွန်တော်တို့စစ်တုံးဘဏ်ဥပဒေအရပဲဆက်လက်ဆောင်ရွက်သွားမှာပါပြည်သူတွေကိုတရင်စကားပါချင်တာက တောင်ပိုင်းမှာစစ်စင်ရေးတွေကပိုတိုးလာဖို့ပဲရှိလို့ပူးပေါင်းပါဝင်ပေးကြဖို့နဲ့အတက်နိုင်ဆုံးထောက်ဖို့ပေးကြဖို့ပါအခုချိန်ထိကျွန်တော်တို့မှာကလိုအပ်ချက်တွေကရှိနေတုံးဆိုတော့ကြီးသားတို့အုတ်ထုတ်တို့လက်လက်ခဲရန်လိုအပ်ချက်တွေပေါ့ဒါတွေကလည်းပြည်သူမှမထောက်ပံ့ရင်ပြည်လာမှာမဟုတ်ဘူးဆိုတာလေးပြောချင်ပါတယ်ဟုပကူးခရိုင်အမတ်နှစ်တက်ရင်နှစ်3900နှစ်မှတာဝန်ရှိသူတဦးကပြောဆိုသည့် အဆိုပါစခန်းသိမ်းတိုက်ပွဲတွင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့မှရဲဘော်နှစ်ဦးအထိအခိုက်ရှိခဲ့ကအကြဆုံးမရှိကြောင်းသိရသည်ငါတို့ကဒီမှာကဟို KG ကနေပြီးတော့ဆင်းလာပြီးကမှာပေါ့နော်အခုသူငယ်တန်းတက်ခဲ့တဲ့အတွက်ကြောင့်ပေါ့နော်အခုဆိုတော့တန်းရောက်နေအဲ့တော့ဆရာဆရာကြီးကြီးဆုံးမတဲ့စကားကငါကတော့လုံးဝသဘောကျတယ်ကွာကြိုက်တာပဲဖြစ်ဖြစ်ဒါဟာမင်းတို့ကောင်းမှုမင်းတို့အတတ်မသိရတဲ့သူတို့ဆိုဆုံးမတယ်သူကငါပြောချင်းတယ်ပေါ့နော်နောက်ပြီးရှည်တန်းရဲပေါ့နောက်တန်းရဲပေါ့ပေါ့နော် ရှည်တန်းမှာလည်းမင်းတို့တွေဘယ်လောက်ထိပဲလောက်ရလောက်ရရှည်တန်းမှာနေတဲ့လူတွေကဘယ်တော့မှမညူညင်နဲ့ပါမင်းတို့လုံတဲ့ပုံမူတည်ပြီးတော့မင်းတို့တွေကနိုင်အောင်တိုက်ရမှာမင်းတို့အခုလုံနေတာဒီဒီမင်းတို့အတတ်မသိရတဲ့လုံနေရတယ်နောက်တန်းရဲဘော်တွေလည်းဒီတိုင်းပဲမင်းတို့ရိုက်တာဒီအချက်ရိုက်တိုင်းမှာမင်းတို့တွေးထားတယ်မင်းတို့ရဲ့ရန်သူပြစ်မဲ့ကြည်တောင်လွဲသွားပြီ အဲ့တော့ငါဒီညနေ့ဆိုလိုချင်တာဆရာကြီးကိုမျိုးညင်ပါနဲ့ဆရာကြီးတည်းကမင်းတို့မိဘလို့သားသမီးလို့ဆရာဆရာကြီးတွေလို့အကုန်လုံးဆုံးပါခဲ့တာဘုန်းကြီးသူပါနော်ဆရာဆရာကြီးလည်းကျမ်းမှချမ်းသာပါသေးအားလုံးလည်းကျေးဇူးပါနော်ဒီညနေ့ပြောချင်တာနားမချက်တော့မျိုးလို့ရေရန်ကိုမင်္ဂလာရှိတဲ့သတင်းလေးပေါ့နော်ရန်ကိုမင်္ဂလာရှိတဲ့ဒီကနေ့2025ခုနှစ်ဇွန်လ25ရက်နေ့ရန်ကိုမင်္ဂလာရှိတဲ့သတင်းလေးနောင်ချိုရဖို့၄မိုင်အလို fighting ညမတမတော်သားကြီးနောင်ချိုကိုတိုက်ပွဲဝင်နေတဲ့ညမတမတော်သားကြီး fighting ရန်ကိုကျေးဇူးတင်တယ် ချစ်တူကုန်ပြီးတော့လေးမိုင်ပဲလိုတော့တယ်နောက်ချိုးနော်မနေ့က24ရက်နေ့မှာနောက်ချိုးမှာအဓိကဒီပလောင်နေခန့်စစ်အကြီးကြီးပြင်ထားတယ်သူတို့အရေးကြီးတဲ့ခိုင်မာတဲ့ခန့်စစ်ပြင်ထားတဲ့နောက်ဩကိုမနေ့ကမြမတမတော်ကနေပြီးတော့တိမ်မရရှိခဲ့ပါပြီနော်ဒီလိုပဲလုံဝဲငချင်းလူနောင်လင်းအသေးညောင်အဲ့ဒီနေရာတွေကိုမြမတမတော်ကြီးကအကုန်လုံးကိုထိုးစစ်ဆင်ပြီးတော့အိုက်စခန်းတွေအကုန်လုံးကိုဒီပလောင်လေးရဲ့စခန်းတွေရပြီးမနေ့ကအထူးခန့်စစ်ကြီးပြင်ထားတဲ့နောက်ဩကိုနောက်ဩခန့်စစ်စခန်းကိုမြမတမတော်ကနေအောင်မြန်စွာတိမ်ပိုက်ရရှိပြီးပါပြီနောက်ချိုးတစ်ခုလုံးကိုတိမ်ပိုက်ဖို့လေးမိုင်ပဲလိုတော့ပါတယ်နော်နောက်ချိုးမျိုးတစ်ခုလုံးကိုမြမတမတော်က လက်အောက်ကိုပြန်လဲရရှိဖို့လေးမိုင်မဲ့လို့တော့လေ fighting ညီမတမတော်သားလေးနော်ပြည်သူပြည်သားတွေမကြတဲ့နောင်ချုံမျိုးတင်းလို့လားရှိုးလို့ပဲ one pan တတာနဲ့ဝင်ရပါတော့မယ်အင်ဂျင်ရပါတော့မယ်အခုကိုသွားနေတဲ့လမ်းနေမှာနောင်ချုံကွင်းလမ်းနေဒီဒီဘရက်တွေတရှိရတော်လမ်းနေရနေကွင်းလမ်းနေသွားစရာမလိုတော့ဘူးနောင်ဆိုရင်မကြတော့ပါဘူးမကြတော့ပါဘူးနောင်ချုံမျိုးတွေကနေချက်ပြီးတော့လားရှိုးနော်လားရှိုးလို့ပဲနောင်ချုံမျိုးသူမျိုးသားတွေအနေကင်းဆောင်နေအင်ကိုပြန်ရပါတော့မယ်မကြခင်ညီမတမတော်ကြီးတိတ်မိုက်ဖို့လက်တကမ်းလို့လေးမိုင်မဲ့လို့တော့ပါလေနော်နောင်ချုံကို ဒီကနေ့25ရက်နေ့မှာဝန္နာစာရသတင်းလေးပေါ့ရှင်။နောက်ကြာကူဒီနေမျိုးစဉ်တို့တီရှိရတင်းနေပြင်းနေဖားဆောင်မျိုးနဲ့မော်ချီဒေတာတောင်ပေါ်ရွာခဲတတုပူဖော်နေတဲ့လုပ်ငန်းဝင်တွေမှာဝင်နေတဲ့အချိန်ဘရက်ပလေးတွေနဲ့ဒီအကြမ်းဖက်အဖွဲ့စည်းတွေကလေအောက်စုလိုက်လုပ်ငန်းဝင်တွေဝင်နေတဲ့အချိန်ကိုမြမတက်မော်ကြီးကအပေါ်ကြီးကျမတို့ရဲ့အကိုရေမောင်မရလေပြီးတော့လေတင်းနေကြီးကိုတင်းမတက်တဲ့ကြီးကိုဒီကနေ့ပါဆယ်လက်ဆောင်လေးတွေချပေးလိုက်တော့တော်တော်ကြီးကိုအထင်လာသွားပါတယ်။ဒီကနေ့25ရက်နေ့နေ့လယ်7:00နာရီဝင်းကျင်မှာနော်။တင်းမတက်တဲ့ကိုမှချပေးကြလိုက်တာတော်တော်ကြီးကိုအထင်လာသွားတယ်။တက်လာလိမ့်မယ်မကြခင်မကြခင်ဝိုင်းခေါ်ကြလိမ့်မယ်နော်။ ဒီလိုပဲမနေ့က25ရက်နေ့ညနေ9:00နာရီမှာကြောက်မဲဒီနောင်ချိုကနေပြီးတော့နောင်ချိုမှာအခုပလောင်တွေတော်တော်အထိနာတယ်ပလောင်ကတောင်ခမ်းမှာပလောင်ခမ်းနေပြီနော်စာဆိုလေးနဲ့တောင်ခမ်းပလောင်ခမ်းနဲ့အဲ့တော့ပလောင်တွေမျိုးတွေပြုတ်နေပြီနောင်ဒီနောင်ချိုမှာပလောင်တွေအထိနာသမျှ ဒံရရစတိတွေကိုကြောင်မဲဝုံတဲထုတ်နေတယ်နောက်ပြီးတော့ဒီနတ်ဘော်တွေကိုကြောင်မဲဝုံမနိုင်ဘူးသူတို့တဲနေတာအဲ့ဒီမှာဆေးခွက်ခုနေတယ်နော်ဆေးခွက်ခုတဲ့နေရာပါနိုင်စေကန်းနော်နိုင်စေကမနေ့ကညနေ9:00နာရီမှာလင်းသားတွေကနေပါဆယ်ပုံးလေးတွေချပေးလိုက်တာရက်ခွက်ရက်ခွက်သုံးနဲ့ရက်ခွက်ခွန်နော်အလီနာအလီနာမှာရှိတဲ့ဒီအလီနာအနေနဲ့နိုင်စေကန်းစံပြခမင်းစံပလောင်လေးတွေပလောင်လေးတွေခမင်းဝင်စားနေတဲ့အချိန်ခမင်းတော့ပြီးဆုံးအောင်မစားမစားသွားနိုင်ရရှာဘူးဟိုနောင်ဘဝမှာပါဆက်စားလိုက်တော့နော်အဲ့ဒီဟိုတဲ့တဲ့ဒီနသားလေးတွေကပါဆယ်ပုံးလေးတွေချပေးလိုက်တာဒီခမင်းဆိုင်ထဲမှာပလောင်လက်ဖက်ချောက်တွေဝင်ပြီးတော့ခမင်းစားနေတယ်အဲ့တော့ကြောက်ရှူဘယ်လိုပြောလဲကြောက်ရှူဘူးပြီးနေကြတယ် တောက်ပြီပေါ့ဒီပုံစံလိုက်ဆိုရင်တော့ကျွန်တော်အထင်ပြောကျွန်တော်အထင်ပေါ့နော်ကျွန်တော်အထင်ပြောရမယ်ဆိုရင်အခုကျွန်တော်လည်းကိုကြော်မျိုးမျိုးလို့ပဲဒီကိုဒုတိယအထင်ပြောတော့ကျွန်တော်သုံးသက်ကြည့်သလားတောက်ပြီမှာရေးလိုက်ကြပါဦးအဲ့တော့ဘာလို့လဲဆိုတော့ဒီနေ့22ရက်နေ့နဲ့23ရက်နေ့မှာဒီဒီပေါ့အထုံးတွေတလာရနေမှာဒီကြောက်ပြီမှာတော့အိုးတို့တွေမှာဆိုတာဒီအကြောင်းအပြားအကြောင်းလေးဒါဒီကောင်းလေးဒီလိုအထုံးနဲ့တောင်းကြအောင်အယုံလောင်းအယိုးကြနေအယိုးလုံးလုံးကြနေတဲ့အလောင်းလေးဒါစသုံးလောင်းပါနော်ဒါကျန်တဲ့ဒီဘက်အယိုးမကြနေတဲ့ဒီအလောင်းလေးလောင်းပေါ့ ဒီလက်ရည်လေးနဲ့အတူဒါနေပြင်းအရိုးချနေတဲ့တပုံကပုံပြီးအဓိကကြားတယ်ဟောလို့ရိုးနေပြင်းမှာအဲ့လောက်ထိလောင်းရိုးချနေနေတာဖြစ်ဖြစ်ဒါလည်းနေလို့ဘက်ကရရှိပြီဆိုလေရအနေမီစုံမှုမှုရရှိပြီလို့ပြောရအဲ့ဒီဟာကိုကျွန်တော်အနေနဲ့တုံ့တက်ကြည့်ရမယ်ဆိုရင်အဲကြောက်ဖြူမှာအလုံးဝအေးရလမ်းကြောက်သွားပြီလို့အဲတုံ့တက်မိတယ်ပေါ့နော်ဟောလို့ဆိုတော့ဒီတပုံနေပြင်းအခြေအနေရလေးလာကြည့်မယ်ဆိုပေါ့နော်အဲ့ဒါကိုယ်ကနေမော်နောက်ချူမှာတော့ဒီကောင်လေးမြို့သေးပဲကျန်တော့လို့မြို့သေးကိုလုံးဝခံစစ် ပြင်နေတဲ့အနေထားပေါ့။ငောင်ကျိုးကခဏရပိုင်းမကြတော့ပါဘူး။ငောင်ကျိုးမကြရလေ။တော့မိုးပြေပေါ့။မိုးရမှာကြည်တည်းပဲနော်။ကြာပီတီရတယ်။ဒီဒီကောင်လေးတင်ထားတာဆိုရင်တက်ပေါ့ဒီကောင်လေးလောင်းနေဟိုဘလဘလကနာရီပေါ့ဒီကနာရီမှာတော့ဒီဆုံးမှုကြဆုံးမှုလောင်းနေတက်ပေါ့စီရတာဆိုအတက်ပေါ့မှာကွာ။ရက်ဆွဲလေးလာနေပါတယ်တိတ်ပြီးပါလို့။တိတ်ပါတယ်ကွာ။ဟုတ်လား။ကျွန်တော်ကြည့်ရတော့ဒီကောင်လေးတင်ထားဆိုရင်အဲ6လပိုင်း22နှစ်နေတင်ထားလေဆိုတော့အဲ့တော့22နှစ်24နှစ်မှာအဲ့မိုးပြေမျိုးတွေကသူကန်စီလောက်ခိုင်းနေရဟိုတော့တီးလင်းအောင်တော့နော်နော်တီးလင်းအောင်ပစောကြီးမတီးလင်းအောင် ်ဒါနဲ့ငါရဖုန်းကြောင်းတယ်ဟိုကျွန်တော်နေမီစီကြောင်းတွေတိတ်မဲ့ခိုင်းပါလို့ပြောတာပါတိတ်မဲ့ရရှိတယ်ပေါ့နောက်ကျွန်တော်တို့ DNA ရဲ့ရက်ဆက်ပါကျွန်တော်တို့ DNA ရဲ့နေထိုင်လို့ DNA ရဲ့ပါအဲ့ဒါ DNA ရဲ့မြင်ကြမှာဆုံးပါဒီအရင်ပြောမှာတော့ကျွန်တော်ဘယ်လိုမှလုံးဝခံစီကျွန်တော်ဘက်ကပြင်လာတော့ဒီကြတဲ့ပေါ်ဒီကောင်လေးကိုမောင်ဆောင်ကားတို့ပါတို့နော်ဒုက္ခပြဆရာမောင်ဆောင်ကားတို့ပါတို့ပီတီအေတွေမောင်ယူတော့လိမ့်မယ်ဘာလို့လဲဆိုတော့ဒီမှာခံစီဒီမှာတော့အင်အားလောက်မရှိတော့ပြိမဲ့ဖွဲ့ရလည်းကျွတ်တို့တို့ချင်းကြီးကိုရရှိတယ်ဒီရှမ်းဟိုနောက်ဖွဲ့နဲ့ ဒီတင်လန်လေးတွေကလည်းအဲတက်ပိုလီကူရပိုင်းမှာတက်ပေါ်လေးတွေလည်းရှိတယ်။အဲ့တော့ကြောက်ပြီပေါ့။ငါစိတ်မစားကြောက်ပြီပြကြတယ်ခုကတော့ကျွန်တော်အမြင်ဆုံးပြပြရမယ်ဆိုတော့ကြာတယ်ပေါ့ကိုယ်ရအရောပြကြတယ်ဗျာ။လည်းမတိကြောက်ဘူး။အဲကြောက်ပြီကအေးလန်ကြောက်ရတဲ့အနေအားရှိပြီပေါ့နော်။လူနာမင်္ဂလာပါဗျာနော်။ကျွန်တော်မင်းကန်စစ်ပါ။မင်းကန်စစ်ပါကျွန်တော်တို့မြန်မာတပ်မတော်အနေနဲ့ဘက်ဆောင်တိုက်ပွဲတွေဆင်နွှဲနေတယ်။ဘက်ဆောင်စစ်ပွဲတွေဆင်နွှဲနေတယ်။နေရာဒေသအသီးသီးမှာဆင်မျက်နှာဖြန့်ကျက်ပြီးတော့ နော်စစ်ပွဲတွေဆင်နှွှဲတယ်ဒါပေမဲ့တမတော်ကဘယ်တော့မှနောက်မတွန့်ပါဘူးနော်စစ်မျက်နှာတွေကျက်ပြန့်ပြီးနေရာဒေသတိတိမှာတိုက်ပွဲတွေရင်ဆိုင်နေရပြီမဲ့တမတော်ကအမြဲတမ်းနော်ရင်ဆိုင်ရင်အဲ့မှာကျွန်တော်တမတော်အနေနဲ့ခိတ္တခဏစခန်းတွေဆုပ်ခွာပြရတာတော့ရှိတယ်ဒါပေမဲ့ဒါတွေကကျွန်တော်တို့ရှေ့ကိုတိုးနိုင်ဖို့အတွက်နော်ဆုပ်ချင်ဖြစ်ပါတယ်အားယူခြင်းခါကြလဲကျွန်တော်တို့ပါလဲဆိုရင် ဆုပ်ပေးပြီးတဲ့အချိန်မှာအခုကျွန်တော်တို့ဒီနေ့အချိန်ကိုပြန်လေ့လာမယ်ဆိုချမ်းမြောက်ကျွန်တော်တို့ရမခခွင့်ကိုကြည့်မယ်ဆိုကျွန်တော်တို့လာရှိုးအောင်မြင်စွာပြန်ရခဲ့ပြီအခုဒါချမ်းမြောက်မှာဆိုရင်ဒါနောင်ချိုးတခွင်တောင်ခမ်းဆားပြီးတော့နောင်ချိုးတခွင်က TNLA ပလောင်လေးပလောင်ပြောင်းမှုတွေတော်တော်လေးအထိခိုင်နေတာနဲ့ဆုံးရှုံးမှုများခဲ့တဲ့အနေအထားဖြစ်သွားတယ်အခုဆိုရင်ကျွန်တော်တို့နောင်ချိုးကျွန်တော်အဝဲခံပါတော့မယ်နောင်ချိုးနော်အဲရခိုင်ဘက်ကိုပြန်ကြည့်ရင်လည်းကျွန်တော် AA ခဲဝါလေးငါကြောက်ဖြူဘက်မှာအတုံးယုံပါပဲနော်ကြောက်ဖြူဘက်မှာအတုံးယုံပဲပြောတယ်ကြောက်ဖြူကြတော့မယ်ကြောက်ဖြူမှာဘလူတွေကတော့လက်နှက်ချသွားပြီ ဒါသဖို့ဝင်နေလည်းနဲ့ချသွားပြီလည်းဆက်လျှောက်ပြီးကျွန်တော်ကောလာဟလာသတင်းတွေပြန်ဆိုက်ွားတွေပါဒါမီဒီယာဆိုရင်ကျွန်တော်တို့ဆိုက်ွားတွေပါနော်ဆိုက်ွားတွေမီဒီယာစစ်ပွဲကျွန်တော်တို့ကဒီမရိုးကြစစ်ပွဲတွေဖြစ်ပေါ်လာတဲ့အချိန်မှာနောက်ကနေမီဒီယာစစ်ပွဲဆိုတာလည်းပါလာတာပဲဒါမီဒီယာနဲ့စိတ်သက်စစ်စင်ကြီးလောက်တာဟိုမီဒီယာနဲ့စိတ်သက်စစ်စင်ကြီးလောက်တာကျွန်တော်တို့ဥပမာပြောရင်ဗျာတယောက်ဖမ်းခံရရင်တုံးယောက်လို့လုပ်တဲ့အကျင့်ပေါ့ဒါမျိုးလေးတွေပေါ့ဗျာဒါမီဒီယာစစ်ပွဲရဲ့ဒါဆိုက်ွားပဲအဲ့ဆိုက်ွားမှာကျွန်တော်တို့နော်ဆိုက်ွားမမိစေဖို့ 啊！阿拉二十天内就配备到车间里面加加布、打的路来的，啊，处理别，怎么罗打的，怎么罗大米粮处理？啊，大里里配备二十天内，杨柳二十天内拿厂里到车间加完的，啊，杨柳阿都看见，杨柳阿些布到车间里生产弄的还是细吧？啊，伊的阿粗细过家，大里阿只了。他们棉被嘛罗，怎么罗话拍拍干里比较，顺便拿的里买件衫，哎，不会问题阿些的，啊，棉棉有白肉嘛，膝盖看蛮好，秋长阿那一冬有个膝盖看蛮好，无数了了，比如哪里差不多吧里面，在那面前是吧？ ရိုးရိမ်မင်္ဂလာပါဗျာနော်ကျွန်တော်မင်းကြံဖြစ်ပါကျွန်တော်သတင်းလေးတွေမတင်တော့ကြာပြီသတင်းလေးမတင်တော့ကြာပြီနော်သတင်းလေးခုနေ့ကသတင်းလေးအတူချုပ်လေးတင်လိုက်တဲ့အအောင်မလာပြီးပူဆက်ပူလောင်ဖြစ်ပြီးတော့ဆက်နေကြတယ်နော်အနာရှိတော့ဆက်တာပေါ့ဗျာအနာရှိတော့ဆက်တယ်ဒါကျွန်တော်မမှန်တာမပြောပါဘူးနော်မှန်တာကိုပြောတာစစ်ပွဲဖြစ်ကြပြီဆိုရင်မြေပြင်မှာကျွန်တော်ထိခိုက်မှုတွေဒေဆုံးမှုတွေကတော့နည်းနည်းများရှိတယ်ကျွန်တော်တို့ တမတော်အနေနဲ့လည်းထိခိုက်ဒဏ်ရာမှုတွေရှိတယ်လို့တစ်ဖက်အကျန်းဖက်အဖွဲ့စည်းရတယ်နော်ထိခိုက်ဒဏ်ရာမှုတွေရှိတာပဲအဲ့ဒီမှာကျွန်တော်ပြောချင်တာတစ်ခုကတမတော်ကထိခိုက်ကြဆုံးမှုကတစ်ဆိုရင်ဘုရားဒီအကျန်းဖက်အဖွဲ့စည်းတွေက30ဆိုတာမမေ့နဲ့နော်ဘယ်နဲ့တမတော်မောင်ငားတွေပါလာမှန်နေရတော့အကုန်လုံးမောင်ငားနော်တမတော်မောင်ငားတို့လာမှန်နေဟုတ်လားဦးစက်ပူလောင်ပြည့်နေမင်းတို့အနာရှိတော့စတယ်တိုက်ပွဲတွေဖြစ်နေဖြစ်တဲ့အထဲမှာနော် ဒီဗီဒီယိုအပုံလိုက်ထပ်လိုက်ပြီးဖြစ်ရတယ်။ဟောအနေထိုင်ုံမြင်ခွင့်လေ။ဒါရီကဒါကျွန်တော်ဝမ်းသာလူပြောတာမဟုတ်ပါဘူးနော်။ဝမ်းသာလူပြောတာမဟုတ်ဘူး။စဉ်းစားကြည့်လေ။ခန်းနဲ့ပြင့်နေတာ၊ပန်းနဲ့ပေါက်နေတာမှမဟုတ်ပါဘူး။နော်ခန်းနဲ့ပြင့်နေတာ၊ပန်းနဲ့ပေါက်နေတာမဟုတ်ဘူးလေ။အဲနော်ပြီးအကျန်းဖက်တွေကအကျန်းဖက်ဘက်ကအကျန်းဖက်အားပေးတွေနဲ့အကျန်းဖက်မီဒီယာတွေကတင်လိုက်ရင်သူတို့တွေကမသေးသေးစားထားတဲ့မိုးကြွေကိုကြီးကြာနေတာပဲ။နော်။တမန်မောင်ငါဘလောက်တို့ဘာလို့ဒီလျှောက်လာမှန်း။ ငါစဉ်းစားပြီးမှလို့ခုနကျွန်တော်ပြောတယ်လို့ပဲနော်စစ်ပွဲတွေဖြစ်လာတာပန်းနဲ့ပေါက်တာမဟုတ်ဘူးကန်းနဲ့ပြင့်နေတာကန်းနဲ့ပြင့်နေတာနော်တိုက်ပွဲတွေတိုက်ပွဲတွေတိုင်းမှာတမတော်ဘက်ကတစ်ဆိုရင်နော်အဲ့အချမ်းဖက်တွေဘက်က30ပဲနော်10ဆ10ဆနော်အဲ့ဒါလေးကိုဒုတိထားပါဒီနေ့ဒီဗမောအချိန်နေဗမောကိုမြို့တိုင်းနိုင်ရင်မရှိသေးပါဘူးခင်ဗျာနေနော်ဗမောမြို့မှာ80 21နဲ့အဖွဲ့တွေဖိုက်တာတွေကကြမ်းကြမ်းခံပြီးတိုက်ထိုက်နေစီကြမ်းကြမ်းခံပြီးတိုက်ခိုက်နေပါတယ်နော်ဒီနောက်ကြောက်ဖြူ ကျောက်ဖြူချင်းတွေကတော့ OK နေထားကိုပြသွားပါပြီနော် OK နေထားပြသွားပြီနော် AA ခဲဝါတွေကအဲ PDF တွေကိုဆေးတွေးပြီးတော့တိုက်ခိုင်းနေတယ်နော်အဲ AA ခဲဝါတွေနဲ့ PDF အချမ်းပဲတချို့ဆေးကြောင်ကြောင်ပြီးတော့တော့မှနော်ကိုလူတုလူမန်မသိနော်ကိုလူတုလူမန်မသိအနည်းကပ်လာပြီနော်အားလုံးပဲမင်္ဂလာပါဘောကမောက်ဆုံးဖွင့်ဒီလက်ကြီးနဲ့ဖွင့်တာပါနော်ဖွင့်နေစတာပါ ကျွန်တော်မင်းဟိုနေရမနေ့က၃နိုင်လောက်၄နိုင်လောက်ကြည့်လို့ဗျာကျွန်တော်အိမ်မက်မတာကျွန်တော်ကလာရှုမှာပေါ့ကျွန်တော်လာရှုမှာဘူးကျွန်တော်ကိုဘာလီလာပြီးကျွန်တော်ကဘာလီလုတ်ပြရလဲဆိုလို့ရှိရင်ဖျားဆင်းကိုတပေလောက်ကြည့်တယ်ဖျားဆင်းဘူးလို့ကြီးဖျားဆင်းဘူးလို့အစုပေါင်း900ဖျားဆင်းဘူးလို့လေအဲ့ဒါ900ရဲ့နောက်ကဆင်းဘူးလို့ရည်သူပဲပါပြပေါ့နော်ကြီးရောင်နေပဲကဒါပေမဲ့သူကအဲ့ဒီပဲကျန်တဲ့ဖျားအကြီးကြီးကဆင်းဘူးလို့ရည်ရကြီးရောကြီးရော ဒါမှကြီးနေလောက်ခါတာမဟုတ်ဘူးလားဟိုတွပြားနေလောက်ခါဆိုပုံစံမျိုးပေါ့နော်အဲ့ဒါလေးလာပြီးတယ်ပြီးရင်လာစုမှလည်းပျော်ပွဲဖွင့်ပွဲကြီးကျင်းပဖို့တကူကျွန်တော်အဆူတော်တွေဝိုင်းတာပေါ့ဗျာအဲ့ဒါငါးခိုင်ပေါ့နော်အတိတ်လူတွေလက်မဲ့တယ်နောက်တစ်ခွက်ကျတော့လည်း ကျွန်တော်ရတဲ့တရင်တွေကမင်္ဂလာရှိပါတယ်ခင်ဗျာမင်္ဂလာရှိတယ်ဆိုတာကျွန်တော်တို့တလောကလာခဲ့တဲ့ရက်20လောက်ကရှိနေမြဲဗျအဲ့ကလာခဲ့ကျွန်တော်တို့စစ်တီတွေရှိတယ်900တချို့ကလည်းထောင်ထောင်နေရပါတော့နော်အဲထောင်နေရပါအဲ့ဒါမျိုးပြောလို့ပဲဖြစ်ဖြစ်ပါအဲ့ဒီစစ်တီတွေထမှာကဘာဒီပါလာလဲဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့တုံမှန်စစ်တီတွေကိုအခုဒီလာပေါ့နော်အခု6လပိုင်းမကုန်ပြန်ပါလေကြောင်းစုပြီးတွေ့လူတွေပါလာတွေ့တော့တဲ့ခံပဲလူတွေပါလာတယ်ပေါ့ဗျာဒါကြောင့်မို့ကျွန်တော်တို့ကဆိုလို့ရှိရင် ကျွန်တော်တို့တုံ့ပြန်နေရအခုဒီလောက်ပုံပေါ့အများဆုံးပေါ့ဗျဒီနေ့ဆို25 25 25